ခတ်ကြည့်ခြင်းဂျိန်းနစ်ဇမ်လို့ခေါ်တဲ့ဂျိန်းဘာသာရဲ့ခံယူချက်တစ်ခုအရဆိုရင်ပြီးပြည့်စုံတဲ့အမှန်တရားဆိုတာမရှိဘူးပြီးပြည့်စုံတဲ့လူသားဆိုတာအင်မတန်ရှားတယ်ဒါကြောင့်တာမန်လူတယောက်အနေနဲ့တကယ်အမှန်တရားကိုသိမြင်ဖို့မလွယ်ဘူးကိုယ့်ဘက်ကအမှန်တယ်လို့ထင်တဲ့အမြင်ပဲရှိနိုင်တယ်မျက်ကန်၅ရောက်နဲ့စင်တကောင်ဆိုတဲ့ပုံမျိုးကိုကြည့်ရင်ပိုပြီးရှင်းလိမ့်မယ်မျက်ကန်တယောက်ရှင်းစီကသူတို့ထင်တာအမှန်ပဲလို့ယူဆနေကြတာတယောက်ကဆင်းရဲကိုယ်လုံးကိုကန့်ကြည့်တယ် ငယ်ငယ်နဲ့တူတယ်နော်တဲ့သူကပြောတယ်နောက်တစ်ယောက်ကကြတော့နှမောင်းကိုကန်ကြည့်တယ်မဟုတ်ပါဘူးငွေနဲ့တူတာတတိယတစ်ယောက်ကဆင်ခြေတောက်ကိုစမ်းတယ်မင်းတို့နှစ်ယောက်စလုံးပြောတာမဟုတ်သေးဘူးဆင်ဆိုတာတစ်ပင်နဲ့တူတာဝါဆိုပြီးမြင်းတယ်နောက်တစ်ယောက်ကဆင်ဆွဲကိုကန်ကြည့်တယ်အာမှားနေပြီဆင်ဆိုတာလှန်နဲ့တူတာချွန်ချွန်ကြီးတဲ့နောက်ဆုံးတစ်ယောက်ကြတော့ဆင်ရဲ့အမိကိုပဲစမ်းမိတယ်မင်းတို့အကုန်လုံးမှားတယ်ပေါ့ဆင်ဆိုတာကျိုးနဲ့တူတာဆိုပြီးကောက်ချက်ချတယ်ညကန်၅ယောက်စလုံးကသူတို့ထင်တဲ့ အမှန်တရားစိတ်ပိုင်းလေးတွေကိုတကယ်အမှန်တရားကြီးအဖြစ်သတ်မှတ်လိုက်ကြတာပဲကျွန်တော်တို့လည်းသူတို့နဲ့တိတ်မကွာလောက်ဘူးဘယ်ဆုရှင်စိတ်ပညာဗေဒပါရဂူဒန်နီယန်ခန်နီမန်ကဒီလိုတကူရဲယုံကြည်မှုတွေကိုဘောင်ခတ်ခြင်းလို့နာမည်တက်တယ်။သူကပြောတယ်လူတစ်ယောက်ရဲ့အမြင်ကိုပြောင်းလဲခြင်းအချက်လက်တွေနဲ့တခြားနည်းတစ်မျိုးနဲ့ပြကြည့်လို့ရတယ်လို့ဒန်နီယယ်ခန်နီမန်ကဒါကိုစမ်းသပ်မှုတစ်ခုအနေနဲ့သတ်သိပြဖို့လေအစံသက်ခံတဲ့သူတွေကိုကူးစက်ယောဂတစ်ခုအကြောင်းစိတ်ကူးရင်ခိုင်းတယ် အဲ့ယောဂါကပြန့်ပွားသွားရင်လူ600လောက်တည်နိုင်တယ်ဆိုပြီးမြင်အောင်ခိုင်းတာသူတို့ကိုမိကုန်းနှစ်ခုတည်းကကိုဖြစ်ချင်တာတစ်ခုရွေးခိုင်းတယ်တကြီးလူ600ထဲမှာလူ200ကတော့အသက်ရှင်ပဲခါခွေအားလုံးရဲ့အသက်ကိုကဲနိုင်မယ်ဆိုတော့ဖြစ်နိုင်ချေ33ရာခိုင်နှုန်းရှိပြီးဘသူ့ကိုမှမကဲနိုင်မဲ့ဖြစ်နိုင်ချေ66ရာခိုင်နှုန်းရှိတယ်အဲ့လိုမျိုးတော့အစံတက်ခန့်အဖွဲတွေကလူ85ရာခိုင်နှုန်းကအဖြေကကြီးကိုရွေးတယ်။ဒီမိကိုကိုပဲပုံစံပြောင်းပြီးနောက်တစ်ခွဲကိုလေးကြည့်တယ်။ ကငယ်လူ600တွေကလူ400သေးကြပေါက်တည်ပဲကကြီးဘသူမှမတည်ဘူးဖြစ်နိုင်ချေ33ရာခိုင်နှုန်းရှိပြီးအကုန်လုံးတည်ဖို့ဖြစ်နိုင်ချေ66ရာခိုင်နှုန်းရှိမယ်ဒီခါကျတော့အဖွဲတွေကလူ85ရာခိုင်နှုန်းကအဖြေကကြီးကိုရွေးတယ်တကယ်ကကကြီးနဲ့ကငယ်ကအတူတူပဲခခွေးနဲ့ကကြီးကလည်းအတိတ်ပဲအတူတူပဲအချက်လက်ဒူဒူတွေကိုဘောင်းအစ်စ်သွင်းပုံစံနဲ့ပြောင်းပြီးချပြလိုက်တာနဲ့ဒူတွေရဲ့ရွေးချယ်မှုကပြောင်းသွားတယ် စွန့်ဦးတီထွန်သူတူဖြစ်တဲ့ဆက်ကိုရင်ကဒီပြဿနာကိုနှိုင်းရှင်မှုယောဂဆိုပြီးနာမည်ပေးထားတယ်။ဖန်ခွက်ထဲမှာရေတဝက်ပဲရှိတယ်ဆိုပါလို့ကျွန်တော်တို့ကိုခွက်ကိုကြည့်ပြီးဘယ်လိုယူဆကြမလဲ။ဖန်ခွက်ကတဝက်ပြည့်နေရလားတဝက်ယော့နေရလားတကယ်အဖြေမှန်ကဘာနဲ့နှိုင်းချင်ကြည့်ရမှာလဲဆိုတဲ့ပုံမှာမူတည်တယ်။ဘေးကလူရဲ့ဖန်ခွက်ကပြည့်နေရင်ငါခွက်ကြမှာတဝက်ယော့နေပါလားလို့ထင်လာမယ်။ဘေးလူရဲ့ဖန်ခွက်ထဲမှာရေမရှိရင် ။အော်ငါခွက်ကတဝက်ပြည့်နေပါသေးတယ်ဆိုပြီးမြင်မယ်။ဒီလိုနှိုင်းရှင်မှုမျိုးတွေနဲ့ပဲကျွန်တော်တို့